တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April 6ရက်ကနေ14ရက်နေ့တော်တွင်မှာအစ်စ်မြင့်သောဘုရားနေတာတစ်ခုကိုကုပြောင်းထုတ်တဲ့ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်အကျံစီသည့်ရွေချက်တဲ့တွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်တယ်မိမိလိုလားချက်နဲ့ရွေချက်တွေကိုဒီချိန်မှာစနစ်တကျလောက်ကရင် ကိုလှုပ်တဲ့အလုပ်တို့ရဲ့ကောင်းသောအကျိုးသက်ရောက်မှုကိုရလတ်နေတဲ့ခံစားရနိုင်မယ်။ငွေကြေးစုဆောင်းရခက်ခဲနိုင်မယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ ရှင်းရနေမှာဝင်ဝင်နဲ့ပြန်ထွက်တဲ့အတိုက်ခံနေနဲ့ရှင်းပြီးလောက်ရမယ်။ကိုယ့်ရနေမှာသူတပားကြောင့်ကိုယ့်ရွယ်ချက်တွေနောက်နေချင်ကြခြင်းကိုကြုံမယ်။ဆယ်ရနေဟာကိုယ့်အတွက်ထူးခြားတဲ့ကံအပြောင်းလဲနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။မထင်မှပဲအလူကိစ္စမင်္ဂလာရှိသောအကြောင်းအရာတစ်ခုလောက်ရနေမယ်။စတဲ့ရနေမှာ အပြောင်းလဲတဲ့ဒုတက်မှုကံပွင့်တယ်ရှင်မန်းချက်တဲ့အောင်မြင်မယ်စနေနေ့မှာခကြီးကံကောင်းမယ်အဲ့ဒီနေ့ကတကူလာပြည့်နေ့အဲ့ဒီနေ့မှာကုသိုလ်ကောင်းမှုတစုံတရာလှုပ်ပြီးတော့လိုရာဆူတောင်းရင်ဆူတောင်းပြည့်နိုင်တဲ့နေ့တစ်ခုပဲ73ရက်နေ့ကမဟာတကြံအကျိုးနေ့ဖြစ်တယ်အတောင်းထိုးပြီးတော့တကြံကြိုခြင်းကိုဆောင်ရွက်ခြင်းဖြင့် ကောင်းကျင်ကံတွေလည်းရလာမယ်ကံကြမ္မာနဲ့မြင့်မားနေတယ်၁၄ရက်နေ့ကရန်တိုက်ကလေးတွေနေနေများတတ်တယ်တကြံကြတဲ့နေ့ဖြစ်တယ်တကြံကကြာချိန်ကမနေ့6နိုင်39မိနစ်20စက္ကန့်ချိန်မှာတကြံကြမယ်မာတကြံကြရောက်တဲ့နေသားပိုင်းမှာကောင်းစေကောင်းရှုပ်ပြုရင်ထူးခြားတဲ့ကံကြမ္မာကိုယ်ထံရောက်ရှိနိုင်မယ် ကောင်းသောကံရဲ့တုတ်တဲ့ဘုကဖဏိယရှိကံပိုင်ဆိုင်ခွင့်ရှိတယ်။ဒီတပတ်တာကာလအတွင်းတနင်္လာနေ့သောကြံနေ့စနေနေ့မွေးသူတွေကိုကောင်းချုပ်ပေးမယ်။တနင်္ဂနွေဘုထုမွေးသူတွေဒုက္ခပေးလိမ့်မယ်။တလေးကိုကနန်းနေ့ကိုတွေ့ချိုးပေးတယ်။အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါ။ကောင်းသောကံကြမ္မာနဲ့တုတ်တဲ့ခြင်းများရစေရန်လို့ငါ အဝါရောင်ပန်းဝင်သေးတွေကိုဖရာကတုပူဇော်ပြီးတော့လိုရာဆုတောင်းခြင်းကိုပြုပေးပါကျေးဇူးတင်ပါတယ်